ဘောဘောဖမားလုံးမင်္ဂလာပါကလော့ကွန်နာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီညချိန်မှန်ခဲ့တဲ့ပြမလေးပွဲစဉ်15ရက်နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Lee United နဲ့ Liverpool ရဲ့ပွဲပြီးသုံးတဲ့ချက်လေးကိုကိုယ်ပဲလုပ်ပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကိုညီကိုလေးနဲ့ like and subscribe လုပ်ကြတယ် like and subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ် Okay အဆုံးကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြောက်ရင်းသုံးနေတဲ့ကျွန်တော် Liverpool အသင်းနေတဲ့ဒီနေ့ပွဲမှာတော့ဝေကူမှာတွားရောက်ရှင်ပြိုင်နေတဲ့ကျွန်တော် လေးရဲ့အင်ကွင်းမှာတော့ကျွန်တော်တို့လေးရဲ့ကျွန်တော်တို့နောက်ကျသွင်းကိုတွေနဲ့သူတီတမှတ်ကိုသာရရှိခဲ့ပြီးတော့တိုက်စစ်ကလုံးဝကိုကျွန်တော်တို့ကိုးတွေတောက်လျှောက်သွင်းပြီးနောက်တန်းလုံးဝကိုယူပေါက်ကြည့်လို့မျိုးဖြစ်ပြီးတော့နောက်လျှောက်တောင်တန်းတောက်လျှောက်လို့မျိုးအမှားတွေကျွန်းလုံးနဲ့တောက်လျှောက်ကိုပေးကိုးတွေပေးပြီးတော့ဘောက်တို့အနေနဲ့ကျွန်တော်အစင်ငါးကိုတက်လှမ်းလာနေရနေရောအစင်ရှစ်ကိုပြန်လဲရောက်ရှိသွားတဲ့ပုံစံမျိုးရှိတယ်ဒီပွဲမှာတော့နောက်တန်းတွေကတော်တော်လေးမှားခဲ့တယ်လို့အထူးပြုကျွန်တော်ကွင်းလင်တိုင်းလဲဒီနေ့ပွဲမှာတော်တော်လေးမှပြောစရာများခဲ့တယ် တစ်ဖက်ကကျွန်တော်တို့လေးကိုပဲကျွန်တော်ဒီနေ့ပုံမှန်တော့ရင်ပြောပါမယ်လေးသိန်းနဲ့ဒီနေ့ပုံမှန်တော့တော်တော်လေးမှကောင်းနေတယ်လို့ပြောလို့ရတယ်သူတို့သူတို့ရဲ့လူစားဝင်ကစားသမားတွေဒီနေ့ပုံမှန်ခြေစွမ်းပြပြီးတော့လူပေါ်အသင်းကိုတော့သူတို့အင်းကမှဒီတမက်ရအောင်စော်ကစားသွားနိုင်တာတော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေမြင်တယ်သူတို့သူတို့ရဲ့ကွင်းနဲ့ကစားသမားတွေကလည်းဒီနေ့ပုံမှန်တော်တော်လေးမှခြေစွမ်းပြပြီးတော့သူတို့ရဲ့တိုက်စစ်ကစားသမားတွေဆိုရင်လည်းထင်တယ်တော့ကျွန်တော်တို့အလုံးမဖက်ခဲ့ပဲနဲ့တော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာသွားတယ်လို့ပြောလို့ရတယ် လမောက်တင်နေလဲကျွန်တော်တို့အအရင်ဦးဆုံးကျွန်တော်တွင်းကိုတွေတွင်းကိုတွေကိုပေးရပြီးတော့မှအနိုင်သုံးမှတ်သေးချာနေတော့မှနီးပြရဲ့ကျွန်တော်တို့အမလို့တင်နေအမှားတွေလို့ပြောလို့ရတယ်ကိုကကျွန်တော်အနှစ်ခိုးလောက်ရနေတဲ့အချိန်မှာတော့ကျွန်တော်လူထုတ်ပုံလေးပြီးလို့ဆိုရင်လူစားလင်းမှုတွေဒီနေ့ဘုံမှာတော်တော်လေးမှမှားရင်ခဲ့တယ်လို့တော့ကျွန်တော်ကမြင်တယ်ဘာလို့ကြောင့်လဲဆိုလို့ဆိုရင်ကျွန်တော်တို့အဲတိုက်စစ်ကိုကျွန်တော်ထုတ်ပြီးတော့နောက်တန်းနေပြီးလို့ဆိုရင်ကွင်းလေတွေထပ်လိုက်တဲ့အချိန်မှာကိုကနေတော့ အလုံးချုံပိတ်မယ်ဆိုလို့ရှိရင်လည်းပိတ်လိုက်ဒါမှမဟုတ်ဘူးဆိုရင်တိုက်ဆက်ဖွင့်မယ်ဆိုရင်ဖွင့်လိုက်အလုံးမှမဖွင့်နဲ့ဟိုမုတ်ဒီမုတ်လှုပ်လိုက်ပြီးတော့ထိုက်လိုက်တဲ့လူကြတော့လေကျွန်တော်ဘောလုံးကြီးလုံးဝမကကွယ်နိုင်မင်းနဲ့လုံးဝတောက်လျှောက်တည်းလွတ်နေတဲ့ပုံစံမျိုးမှာဒီပြရည်တကလူစားပြောင်းလဲရတဘောဦးရဲ့ကျွန်တော်တို့အသေးဘွဲတပွဲဒါမှမဟုတ်ကနေရှုံးဘွဲတပွဲစီကိုဥတီသွားနိုင်တယ်လို့ကျွန်တော်မြင်တယ်။ဒီဘက်ကကျွန်တော်လီယူနိုက်တက်ကတော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာပါပြီးတော့သူတို့ရဲ့လူစားဝင်ကစားသမားတွေကဒီနေ့ပွဲမှာကျွန်တော်မြင်ရဆိုရင်တော့အင်း ခြေသွန်းပြပြီးတော့သူတို့ကိုတေတမတ်ကြောင်းကုညီတွားနိုင်တယ်လို့ပြောလို့ရတယ်။ Okay အဲဆိုရင်ကျွန်တော် twin ကိုအကြောင်းလေးပြောလိုက်ကြအောင်။အရင်ဆုံးအနေနဲ့ကျွန်တော် twin ကိုပထမဆုံးကျွန်တော်ပထမပိုင်းမှာပြန်ကြည့်မယ်ဆိုရင်တော့ level တင်းနေတာတော့ကျွန်တော်တို့ကိုကန် twin ချင်းတိတ်ပြလို့မရဘူး။ဒါပေမဲ့ကျွန်တော်ထိုးထိုးကြကြဒီထဲမှာမှကျွန်တော်ကတ်တဲ့ကျွန်းရင်ကျွန်တော်အဲကန်သွင်းချက်ကကျွန်တော်ကိုးတိုင်ထိတော့ပြန်ထွက်လာတဲ့ချက်ရဲ့နောက်တစ်ချက်ကကျွန်တော်အဲ EKTK လမ်းမှာ EKTK လမ်းဆိုဘူးဇလိုင်းမှာနေကန်တဲ့တစ်ချက်နှစ်ချက်လောက်ပဲရှိပြီးတော့တစ်ခါကကျွန်တော်ပထမပိုင်းတစ်ပိုင်းလုံးမှာဆိုရင် ်အဘောသေးနေနဲ့ကျွန်တော်တဖက်ကကျွန်တော်လီးရဲ့ကျွန်တော်တို့ခန့်စစ်ကိုဘလို့မှဖြုတ်ဖြတ်နိုင်ခြင်းမရှိဘဲနဲ့ကွင်းလယ်မှာဘောလုံးကင်ပြီးတော့လူပေးနေတဲ့ပုံစံမျိုးလေးရှိပြီးတော့ဘလို့မှတိုက်ဆင်မဆင်နိုင်တဲ့အခြေအနေမျိုးရှိတယ်။တဖက်ကမီလိုကာကတ်နေနဲ့လည်းဒီနေ့ကွင်းမှာအမားတွေများခဲ့တယ်လို့တော့ကျွန်တော်မြင်တယ်။တဖက်ကကျွန်တော်တို့အဲရှေ့ကွင်းမှာကျွန်တော်ပုံစံကောင်းတွေပြတ်တာသွားတဲ့ကျွန်တော် Florian Hwin နဲ့ကျွန်တော်အဲဒီကိုဒီကဘိုလည်းဒီနေ့ကွင်းမှာ ထင်တယ်အလုံးအဖြစ်ကိုခဲပဲနဲ့သူတို့နေတော်တော်လေးမှမြုပ်နေတဲ့ပုံစံလေးမျိုးတွေမြင်တယ်ဒီပွဲကတော့အကောင်းဆုံးတော့ကျွန်တော် AKTK ဖြစ်တော့ပြီးတော့ကျွန်တော် Soho Slime ဖြစ်တယ်ပထမပိုင်းမှာဆိုလို့စင်တော့တိုက်ပြီးတော့ကျွန်တော် Go ကန်သွင်းခြင်းတွေမရှိဘဲနဲ့နှစ်ဖက်ကစားသမားတွေကလည်းတော်တော်လေးမှကျွန်တော်တို့အမားဆောင်ပြီးတော့ short သွားတယ်လို့မြင်တယ်အထူးသဖြင့်ကျွန်တော် Lee United အနေနဲ့ပထမပိုင်းမှာဆိုလို့စင် Liverpool ရဲ့ကျွန်တော်တို့တိုက်စစ်ဆင်မှုလုံးဝကိုသူတို့အနေနဲ့အသေးချာကိုပိတ်ပြီးတော့ Liverpool ရဲ့အမှားကိုပဲဒီပွဲမှာတော့သူတို့ရဲ့အိမ်ဝင်မှာတော့ စောင့်ပြီးတော့ကစားသွားတယ်လို့မြင်တယ်ကျွန်တော်ဒုတိယပိုင်းစပြီးတော့တိတ်ပြီးတော့မကြခင်မှာပဲကျွန်တော်တို့အဲနောက်တန်း၄ရက်နောက်တန်းကစားသမားဖြစ်တဲ့ကျွန်တော်ဘိုကေရဲ့အမားအနေပြီးတော့သူ့ရဲ့ကစားသမားကိုပြန်လဲပေးလိုက်တဲ့အချိန်မှာတော့ကစားဘောလုံးကမရောက်ခင်တဲ့ AKTKC ကိုရောက်သွားပြီးတော့ AKTKC နဲ့အကောင်းဆုံးဆုံးသက်ပြီးတော့အဖွင့်ကိုကျွန်တော်48မိနစ်မှာစတင်ပြီတိတ်ပြီးတော့မကြခင်မှာပဲထပ်ပြီးတော့ကျွန်တော်အဲနေ့ရကျွန်တော်နောက်တန်းကစားသမားတွေအမားတွေအကြောင်းပဲကျွန်တော်ကွန်နာဘလက်လေးရတယ် လည်းနေနေလည်းဒီနေပေါ်တော်တော်လေးမှခြေသွန်းကောင်းနေပြန်လဲတက်တက်လာတယ်လို့အာပြတ်တက်လာတယ်လို့ပြောရသူအနေနဲ့ကျွန်တော်ဒိုင်အားအနေနဲ့ပြန်လာတက်တက်လာပြီးတော့ပြန်လဲပွတ်ထလာတဲ့ပုံမှာတော့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေကိုပြတ်တက်သွားပြီးတော့သူအနေနဲ့ကျွန်တော်အဲဧကတိကရဲ့ဒုတိယဦးဆောင်ကိုသူအနေနဲ့အကောင်းဆုံးဖန်တီးပြလိုက်ပြီးတော့ဧကတိကနဲ့ကျွန်တော်လေးငါမိနစ်90မယ်မှာပဲကျွန်တော်2မိနစ်ပဲချပြီးတော့ကျွန်တော်နောက်တဲ့ဒုတိယမြောက်ဦးဆောင်ကိုရတဲ့အချိန်မှာတော့ဒီပုံတင်နေတော်တော်အဆင်ပြေသွားပြီလို့ပြင်တာကျွန်တော်တို့မြင် နှစ်ခုပြူရတဲ့ချိန်မှာတော့ဒါမှလည်းညပြနေရကျွန်တော်တို့လူစားပြောင်းလဲတယ်ဆိုတော့တိတ်ညခဲ့မှာပဲစတင်လုပ်တယ်ကုဒီကပိုတို့ပြီးလို့ဆိုရင်ကျွန်တော်တို့အရင်ဆုံးကျွန်တော်ကိုနာပလီတို့ပါလို့လဲတယ်ကိုနာပလီတို့လဲတယ်ပြီးလို့ဆိုရင်ကွင်းလကတန်းမိုင်းဖလော်ရီယန်ဝစ်တို့ပြီးလို့ဆိုရင်တစ်ဖက်ကကျွန်တော်တို့အဲကိုဒီကပိုတို့ကိုလဲလိုက်တဲ့ချိန်မှာတော့ကျွန်တော်မြင်ရဆိုတော်တော်လေးမှမှားသွားတယ်လို့တော့မြင်တယ်နောက်တန်းကကျွန်တော်တို့ဂျိုကူမတ်တို့ပါတို့ထည့်ပေးတယ်ပြီးလို့ဆိုရင်မက်လစ်စာတို့ပြန်ထည့်တယ် ပြီးရင်ဝတ္တတုအန်ဒိုရုဘာလို့ထိုက်လိုက်တဲ့အချိန်မှာတော်တော်လေးမှမှားခဲ့တယ်လို့မြင်တယ်။ကျွန်တော်တိတ်ပြီးတော့မကြာခင်မှာပဲလူပေါင်းအနေနဲ့ပြန်လဲပြီးတော့ကျွန်တော်ပေးကူတွေပေးလိုက်ရဒီပေးကူကလည်းကျွန်တော်တစ်ခါကလူပေါင်းရဲ့နောက်တန်းကစားသမားဖြစ်တဲ့ကျွန်တော်ကိုနေတေးအမှားလို့မျိုးပြောလို့ရတယ်။ကိုနေတေးတောင်တိတ်ပြီးတော့တကောင်စကားထဲတောင်တိတ်ထဲမှာပြောချင်တော့တဲ့ပုံစံမျိုးဖြစ်တယ်။ဘာလို့ကျွန်တော်ကျန်တဖက်ကကစားသမားကကျွန်တော်ဘောလုံးဆွဲလာတဲ့အချိန်မှာသူ့အနေနဲ့ကိုယ်ဧရိယာထဲမှာမဖြတ်တဲ့ဘောလုံးတော့သူ့ထိမယ်ဆိုရင်တော့ဒါဖြတ်လိုက်ပြ ဥမာမဟုတ်နဲ့သူ့နယ်ဘောလုံးလည်းမထိပဲဆက်လိုက်ထိုးရတဲ့အချိန်မှာကစားသမားရဲ့ကျွန်တော်တို့ပြေးလန့်ကြောင်းဟန်တားသလိုဖြစ်ပြီးတော့တိုင်လုံးကြီးကတော့ကျွန်တော်တို့ဘေးရီပဲပြန်ကြည့်တော့ပနယ်တီပြေးလိုက်တယ်ပြေးလိုက်တယ်ဒီပနယ်တီလုံးကတော့တော်တော်လေးမှပြောချက်များတယ်သူ့အနေနဲ့ထိုးလိုက်တဲ့အချိန်ဟုတ်တယ်ဒါနဲ့ဘောလုံးတော့မထိဒါမှမဟုတ်အဲတဖက်ကကစားသမားကိုလည်းသူအနေနဲ့သွားမထိပဲနဲ့ကစားသမားအနေနဲ့သူ့ကိုအဲကိုနေတည်းရဲ့ကျွန်တော်6တောက်ကိုခလုတ်တိုက်ပြီးတော့လဲသွားတဲ့အချိန်မှာတော့ ကစားသမားရေကျွန်တော်တို့ဖိလန်ကြောင့်ဟန်တားတယ်ဆိုပြီးတော့ဒိုင်းလူကြီးကတော့ကျွန်တော်ပနေတူပြလိုက်ပနေတူကကျွန်တော်တို့အဲကေဗင်လူးကနေတော့အကောင်းဆုံးကျွန်တော်တို့ကန်သွင်းပြီးတော့သူ့အနေနဲ့ပြန်လဲခြေပါကိုရတဲ့ပုံစံမျိုးရှိတယ်ပြီးလည်းပြီးတော့ကျွန်တော်တိတ်ပြီးတော့မချခင်မှာပဲလီဗာပူးရဲ့နောက်တန်းအမှားတွေထပ်ပြီးတော့ကျွန်းလို့တယ်လို့ပြောလို့ရတယ်ကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့ဂျိုကိုမကလည်းထင်းတလောက်အလုံးမဖြစ်ခဲ့ပဲဒီနေ့ဘုမသူ့အနေနဲ့ကစားသမား1 on 1တွေ့တဲ့အချိန်မှာတော့အဆင်မပြေခဲ့ဘူးလို့ပြောလို့ရတယ်ဒီအချိန်မှာတော့ကျွန်တော်တို့ သူရဲ့ကိုယ်လည်းကစားသမားဖြစ်တဲ့ strength အနေနဲ့ကတော့ကျွန်တော်တို့ကိုနာပရလီရဲ့ထွက်သွားတဲ့ချိန်မှာတော့ကျွန်တော်ချိုးကူမန်ရဲ့တော့အမှားတာနေတော့သူဘလူးမာကိုမှဆင်မပြေတော့တဲ့ပုံစံမျိုးနောက်ကကျွန်တော်တို့ဘန်ဂျမ်မန်တိုင်းနဲ့ပြီလို့ဆိုရင်ကိုနတီရဲ့ဂျားရဲရနေတော့မှဘောလုံးကိုကန်သွင်းသွားတဲ့ချိန်မှာတော့အမောက်တင်နေနဲ့တော့ခြေပါကိုပြန်လဲပေးလိုက်ကြတဲ့ပုံစံမျိုးဖြစ်အဲ့ဒီချိန်မှာတော့ကျွန်တော်တူးတူးဖြစ်သွားတဲ့ချိန်မှာလေပုံကြီးကျွန်တော်ဒီနေ့ပွဲမှာဒုတိယပိုင်းမှာအလုံးရောမှားနေပြီ တောက်လျှောက်အမားနေများခဲ့တာကိုကနေတော့နှစ်ခုကျွန်တော်စောစောစီစီဥဆောင်ကိုတွင်းပြီးတော့တဲ့အချိန်မှာနှစ်ခုကိုကျွန်တော်တို့တိတ်ပြီးတော့ကျွန်တော်80နဲ့မှပြန်ကြည့်လိုက်မယ်ဆို80တန်းနဲ့3မိနစ်နဲ့ကျွန်တော်85မိနစ်မယ်ဆိုဒီနှစ်ခုကလည်းကျွန်တော်2မိနစ်ပဲကြာလိုက်တယ်အချိန်တုန်းကပြန်လိုက်ပြေးလိုက်ကလဘောင်းနောက်တန်းနဲ့ဒီနေ့တော်တော်လေးမှမှားခဲ့တယ်လဘောင်းနောက်တန်းကတော့တော်တော်လေးမှပြန်ပြင်ရမယ့်ပုံစံမျိုးရှိတယ်ကိုကရှေ့ကနေတော့တောက်လျှောက်တွင်းလိုက်တော့နောက်ကနေလုံးဝတောက်လျှောက်ရိုးပေါက်ကြီးဖြစ်သွားတာတော်တော်လေးမှအဆင်မပြေဘူးလို့ပြောလိုက်ရကျွန်တော်တိတ်ပြီးတော့မကြာခင်မှာပဲဆိုဖို့ slide ရဲ့ကျွန်တော် ကရွန်ဝဲရဲ့ဖက်တင်ပုံမှုမက်လစ်ဆာနေတဲ့သူ့အနေနဲ့ကံမယ်ဆိုလို့ရှိရင်တော့ကံလို့ရဒါပေမဲ့ဟပေးလိုက်ပြီးတော့ super sign လို့လို့ကြိုကြိုတော့ super sign နေတဲ့တော်မီနစ်ရှစ်ဆီမှာပြန်သွင်းသွားပြီးတော့အချိန်နဲ့ကြောင့်ဆရာသမားကနေတော့တိုက်စစ်ကိုလုံးဝတေလုတ်ပလိုက်ပြီးတော့ကိုရီကဘူရူကိုထုတ်ပြီးတော့အစ်ဆက်ကိုပြန်ရင်းတော့ထိုက်တယ်အစ်ဆက်ပြထိုက်ပြီးတော့နောက်တန်းပိတ်မယ်ဆိုလည်းမဟုတ်ဘူးဘာမှမဟုတ်တဲ့လူတွေကိုထည့်ပလိုက်တော့လူစားအပြောင်းလဲဒီနေ့ပေါ်မှာမှားခဲ့တယ်လို့နေပဲဒီနေ့ရှုံးတီပွဲတပွဲဒါမှမဟုတ်ရှုံးခဲ့တယ်ဆိုရင်ဒီနေ့ပွဲကနီးပြနဲ့အများကြီးဆိုင်တယ်လို့ပြောတော့ပြောလို့ရတယ်နီးပြနဲ့ လုပ်တဲ့နဲ့အမှားတွေကိုကျူးလွန်သွားတယ်လို့ပြောလို့ရတယ်။ဘာတို့ကြောင့်လဲဆိုလူသားလေကစားသမားတွေကဒီနေ့ခုမှထင်သောအလုံးမဖြစ်ဘဲနဲ့အမှားတွေများပဲအထူးဖြင့်ကျွန်တော်နောက်တမှအမှားများနေပါတယ်ဆိုမှပဲထိုက်လိုက်တဲ့ကစားသမားတွေကပါအမှားတွေဖြစ်နေတဲ့အတွက်ကြောင့်လူပေါင်းတင်းနေတဲ့ကျွန်တော်တို့3 to ဖြစ်နေတဲ့အချိန်မှာကိုကနေတော့ဟိုပေးကူမပေးအောင်စူးစမ်းနေပါတယ်ဆိုမှနောက်တမ်းလုံးအောင် တောက်လျှောက်မှားတွေပဲကြံတော့ကျွလုံးတယ်ထို့သဖြင့်ကျွန်တော်တို့ကကတ်ဆိုလို့ရှင်လည်းဒီနေ့ဘုမတော်တော်လေးမှအဆောင်ပြေးပါကိုကနေတော့နိုင်သေးချာလို့ ဟိုဘောလုံးကိုဖြတ်နေပါလေဆိုမှအဲ့အချိန်ညမှာသူကနေပြီးတော့တောက်လျှောက်တောင်းကန်ဘောပုံစံမျိုးတွေကိုပေးလိုက်တယ်။နောက်ဆုံးကျွန်တော်တို့60ဒီနေ့ပွဲမှာလည်းအချိန်မူပေးလိုက်ကြတာကျွန်တော်ကြားထဲမှာပြန်ကြည့်လိုက်မယ်ဆိုမျိုးလူသားပြောင်းလဲလာတယ်ပြလို့စင်ဒဏ်ရာပြဿနာလေးလည်းမဖြစ်ပါနဲ့ကျွန်တော်ကိုယ့်လက်တိုင်းတော့အချိန်မူကျွန်တော်မိနစ်6မိနစ်တောင်မှပေးတယ်တော်တော်လေးမှများပြတဲ့ပုံစံမျိုးလို့တော့ကျွန်တော်မြင်နေအများဆုံးမှတွေးထားတယ်ကျွန်တော်6မိနစ်လောက်9မိနစ်လောက်အဲ့လိုမျိုးမဟုတ်ဘူးဒီကိုယ့်လက်တိုင်းနေ6မိနစ်တောင်မှပေးလိုက်တာတော်တော်လေးမှများတာဒီမှားပဲ ဒီဘောက်တင်းနေတဲ့တောင်းကံမပေးလိုက်ကြရမှာဟုတ်ပဲတစ်ခါကကျွန်တော်လူစားဝင်ခန်းမှာဖြစ်တဲ့တာနာကာအနေနဲ့ကျွန်တော်ပိတ်သွင်းသွားပြီးတော့သူတို့အနေနဲ့ဒီတမတ်ကိုရအောင်စော်ကစားသွားနိုင်တယ်လို့ပြောလို့ရတယ်ဒီနေ့ဘုမတော့လူပောက်တင်းရဲ့အနေနဲ့ကတော့ flow နဲ့ဝင်လဲကျွန်တော်ခြေစွမ်းပြနိုင်တစ်ခါကိုရီကောဘူလဲခြေစွမ်းပြတယ်နောက်တန်းကစားသမားတွေတဲမှာဆိုရင်ကျွန်တော်ကိုနာပလက်လီတယောက်လောက်ပဲကျွန်တော်တို့အဲခြေစွမ်းပြနိုင်တော့နောက်တန်း၃ယောက်ဆိုတော်တော်လေးမှမှားခဲ့တယ်လို့ပြောလို့ရတယ်ဆိုဖို့ slide လို့ပြီးလို့ဆိုရင် အကေဒီကေလို့ဆိုလို့တင်အကေဒီကေနေနဲ့လဲသူကနှစ်ခုရတယ်ဆိုဆိုင်းနေနဲ့လဲကျွန်တော်ဥဆောင်ကိုတွေပါပြန်လဲသွင်းထားနိုင်မှာနောက်တန်းလုံးအောင်မှားနေစက်တိုက်ကျွလုံးမှုတော့ဒီနေ့ပွဲမှာတော့တီတမှတ်ကိုတာဦးတီပြီးတော့ရသွားတယ်လို့ပြောလိုက်တယ်လူပေါင်းကြီးကကျွန်တော်ဒီနောက်တန်းတော့တော်တော်လေးမှပြင်ပြင်စရာများနေတယ်လို့ပြောလိုက်ရတယ်အဲ့ဒါကျွန်တော်တို့ဘာကြံပန်းတိုင်းလေးအသက်အရွယ်ကြီးလာတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော်တော်လေးမှအဆင်ပြေတယ်ဟုတ်တစ်ခါကကျွန်တော်တို့ ခုနှစ်တည်းအနေနဲ့လည်းလုံးဝအဆင်မပြေတော့တဲ့ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်ဒီကစားသမားနောက်တန်းကတော့တော်တော်လေးမှပြန်လာရင်ကျွန်တော်တို့လဲရမယ်ပုံစံမျိုးတွေရှိပြီကျွန်တော်တို့ဂျုတ်ကမန်အနေနဲ့လည်းသူနဲ့တပွဲကောင်းလောက်ပဲတုံးဝင်တော့တဲ့ပုံစံမျိုးရှိတဲ့အတွက်ကြောင့်ဒီပုံရဲ့နောက်တန်းတော့တော်တော်လေးမှပြန်ပြင်ရမယ်ပုံစံမျိုးရှိတယ်။ကွင်းလင်းနဲ့တိုက်ဆက်ကပြောကြမှုပဲနောက်တန်းမှာလုံးဝကျွန်တော်တို့ပေးကိုးတွေတောက်လျှောက်ပေးနေရတော်တော်လေးမှအဆင်မပြေတော့လို့မြင်တယ်။ဒီနေ့ပွဲမှာမရှုံးသွားတာပဲကံကောင်းပြီးတော့တစ်ခါကကျွန်တော်လေးရတာတော်တော်လေးမှ ကောင်းမွန်တဲ့ပုံစံမျိုးလေးမြင်တွေ့ရဒီနေ့ကျွန်တော်ပထမတော့3နိုင်ပွဲရနေတဲ့အချိန်မှာတော့15ထိကိုတလန်းလာတာဒီပွဲတစ်ပွဲလဲကြောက်သွားဒီမဟုတ်တင်နေအဆင့်၈နေရာအထိပဲပြန်လဲရောက်ရှိသွားတဲ့ပုံစံမျိုးလေးတွေကဒီနေ့ပွဲကတော့ဒီဒီပွဲတစ်ပွဲကတော့နီးပြရဲ့အပားချောင်းလို့ပြောတယ်နီးပြအနေနဲ့တော့အဲတော်တော်လေးမှအဆင်မပြေတော့ဘူးလို့ပြောလို့ရတယ်နောက်တန်းလေးတော်တော်လေးမှမှားခဲ့တဲ့ပုံစံမျိုးလေးရှိတယ်ဒီခုထိနေတော့တညချင်းမြင်သွားကြတယ်လင်းနဲ့လီဘာပူးတို့ရဲ့ပွဲပြီးတော့ပွဲလေးမှာဘယ်လိုမြင်ကြလဲဝင်ရောက်ချင်းမချက်ပြသွားလိုက်ရပါတယ် အားလုံးကြည့်ရှုပေးတဲ့ညကိုတရားရင်းနဲ့ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ဗျာ